အဲ့ဒီကတော့များနေပါတယ်သူကသူကသူရုံသုံးကားဆိုတော့လေသူအဲတကယ်လို့အခက်မသိဘူးဆိုရင်သူအဲခက်မိတာတော့တခါကျရင်မိဘလာကြည့်တာတော့ဖြစ်တတ်ပါတယ်ဒါပေမဲ့ကြည့်ရှောင်ရတာပေါ့နော်အခုကျတော့နည်းနည်း ့ process ကိုကိုကနည်းနည်းလေ့လာထားရဆိုရင်ကြည့်ဆောင်လို့ရတယ်အဲ့လိုထင်ပါတယ်အဲအဲ့တော့ပုံမှန်ပါပဲ तू ကတော့ရန်းနဲ့နီးနဲ့လှုပ်ရတဲ့အလုပ်ဆိုတော့အခက်မသိတော့ဖြစ်တာပေါ့နော်ဖြစ်မယ်လို့တော့ဟိုဒီမှာတော့ကြိုးရင်မသိဘူးဖြစ်သွားရင်လည်းဒါကသူဘက်ကတော့ရုံးနေပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်လည်းအဲ့အလေးကိုနည်းနည်းထူးဆန်းနေပေါ့အရင်တော့အနီးကမတွေ့တော့တိတ်အထူးဆန်းအခုအနီးကတွေ့တော့ဒါကသူ့ရဲ့ရိုးရာဖြစ်သွားပြီလေရိုးရာဆိုတော့အဲသူ့ရဲ့ဟိုအထွတ်မြတ်ကလေးနဲ့ထားရိုးရာဆိုတော့သူတို့ကတော့ဟိုအဲ့လောက်ထိတော့သူတို့ risk ယူတယ် သူကအကြီးဆိုတော့လွတ်သွားလို့ဟိုတခုခုဖြစ်သွားတယ်မတက်ဘူးလို့တခါလေလောင်သွားတာလို့ပေါက်ပြန်ကြလာလို့ဆိုရင်တို့တွေကအားလုံးစူးစီးနဲ့ဖန့်ကိုကြဝိုင်းဝိုင်းဝိုင်းနဲ့ကြတယ်ပေါ့တက်သွားရင်ဝိုင်းပျော်ကြတယ်ပေါ့အဲ့လိုစူးစီးအင်အားတခုအဲကိုမြင်ရပါတယ်ဒါလေးကအရင်အရင်ကဟောစုစုပေါင်းရှင်းအင်အားတခုလို့ကျွန်တော်မြင်ပါတယ်တောင်ကြီးမှာတောင်ကြီးကတော့ဟွာပေါ့ကားရိုက်သွားတာဗျကားရိုက်တာပါဟွာမဟုတ်ဘူးကျွန်တော်တို့ကဒီမီးဘုံကွင်းထဲမှာမီးဘုံပြန်တယ်ကျွန်တော်တို့ဇက်ဇက်ဝင်ခံသွားရိုက် ကျွန်တော် last show ခင်ဗျာတင်းတယ်ချမ်းပြီအတူတူပါပဲအေးမကွာအတော်ကြီးလည်းရှိတယ်အမျိုးကြီးရှိတယ်ရှင်းပါမလားရာသီဥကောင်းပါတယ်ဟိုမှာရာသီဥကအေးတာပေါ့နော်အဲ့တော့ခေါင်းကြည့်တာပေါ့သူကအေးတယ်အဲပြီးတော့လူတွေကလည်းဟိုဖြစ်တာပေါ့အမျိုးလား stress ဆိုများအောင်လေနေဆိုတော့အားလုံးကကိုယ့်ဘောပပါပေါ့နော်ပြောရွှေရှင်းအရင်ပြောကြတာဟိုမှာသူတို့အတိုင်းသားတွေသူတို့သူတို့ရဲ့ကားလေးတွေနဲ့သူတို့အဲဖွဲ့လိုက်လာပြီးတော့မိဘလို့တက်ပြောကြတာပေါ့နော်ပြောတဲ့ vibe အရင်ရပါတယ်အရင်တော့မိဘပစ္စည်းကွေးလေးလုပ်ဘူးလေအဲ့လိုအကြီးတော့မလုပ်ဘူး တော်တယ်မှာအဓိကမရောက်ဘူးမရဒီခေါက်မှရောက်ပြီးသွားတာအရင်အဲ့လိုမရောက်ဘူးအမီဘုံကွင်းထဲကိုကျွန်တော်ကပွဲစီပဲတိုးဘူးလားအဲ့လိုအဓိကအဲ့ဒီကွင်းမီဘုံအပြန်နဲ့မီဘုံပြန်နဲ့မထီဘူးမထီဘူးအခုမှထီဘူးလားအဲ့ဒီကတော့များနိုင်ပါသူကသူ့ဟာသူရုံသုံးကားဆိုတော့လေသူအဲတကယ်လို့အခက်မသိဘူးဆိုရင်သူအဲခက်မိတာတော့တခါကျရင်မီဘတ် လာကြည့်တာတော့ဖြစ်တတ်ပါတယ်ဒါပေမဲ့ကြည့်ရှောင်ရတာပေါ့နော်အခုကျတော့နည်းနည်း process ကိုကိုကနည်းနည်းလေ့လာထားရဆိုရင်ကြည့်ရှောင်လို့ရတယ်အဲ့လိုထင်ပါတယ် case ကတော့မရှိဘူးကျွန်တော်တွားရစီကမိုးရွာနေခင်ဗျာမိုးက3ရက်လောက်ရွာနေတော့ကိုဆက်ဆက်လို့လေအဲ့ဒီ no follow ဖွဲ့လေ3ရက်4ရက်လောက်တောင်းတင်နေတာပေါ့သူတို့လည်းဘာမှအညသွားဆောင်လိုက်ပြန်လာလိုက်နေအဲ3ရက်လောက်တောင်းတင်နေအဲကျွန်တော်ကျွန်တော်တွားတဲ့ပထမညလေအဲ့လိုပဲဟိုဟိုအချိန်နေမကောင်းတော့လေဒါတိလို့မကောင်းတော့မရဘူးဒုတိယရက်လည်းမရသေးဘူး ကျွန်တော်လွတ်နေတယ်တပြက်ကျောက်ရချင်းနေပြီဒါပေမဲ့ကျွန်တော်အသွားနဲ့သူတို့လွတ်တဲ့ချိန်နဲ့အကိုက်နောက်ဆုံးတစ်ရက်မှဘောနော်မနေ့ရှေ့တနေ့ရပါဘောနော်အဲ့နေ့မှရသွားဒီဘုံနဲ့အများကြီးလွတ်တယ်ကျွန်တော်အများကြီးရိုက်တယ်မျိုးစုံအဲ့မှာကျွန်တော်ကရိုက်ဆက်ရှိတာအဲ့နေ့အပြက်ရိုက်လိုက်တယ်အဲ့ကြောင့်အဲ့နေ့ကကြည်ပြီးတော့အရန်ပြောကြတယ်လို့ထင်တယ်တကယ်ကြောင့်ကျွန်တော်စောင့်နေအရန်ကြာသွားပြီကျွန်တော်အဲ့နေ့မှအဲ့ပါရေးရအောင်လို့ဆက်သွားအဲအဲ့တော့ပုံမှန်ပါပဲ तू ကတော့ရမ်းနဲ့ဒီနဲ့လောက်ရတယ်လို့ဆိုတော့အခက်မသိတော့ဖြစ်တာပေါ့နော်ဖြစ်မယ်လို့တော့ဟိုဒီမှာတော့ကြိုးရင်မသိဘူးဖြစ်သွားရင်လည်းဒါကဒီဘက်ကတော့ရုံးနေပြီလို့ ကျွန်တော်ထင်တယ်ကျွန်တော်လည်းအဲ့ဒါလေးကိုနည်းနည်းထူးခြားနေပေါ့အရင်တော့အနိကမတွေ့တော့တိတ်အထူးခြားအခုအနိကတွေ့တော့ဒါသူ့ရဲ့ရိုးရာဖြစ်သွားပြီလေရိုးရာဆိုတော့အဲသူ့ရဲ့ဟိုအထွတ်မြတ်အလေးနဲ့ထားတဲ့ရိုးရာဆိုတော့သူတို့ကတော့ဟိုအဲ့လောက်ထိတော့သူတို့ risk ယူတယ်သူစွန့်စားတယ်ပေါ့နော်အဲကြောင့်လည်းတက်သွားတယ်လုံးလုံးတက်သွားတယ်အရင်ပျော်ကြတယ်အရင်လဲဒါသူတို့ဂုံယူတယ်ပေါ့နော်အဲ့တော့တိုင်းသားတိုင်းသားလူမျိုးလူမျိုးတွေရဲ့ချစ်စရာယူရတဲ့အခုပေါ့နော်လို့ထင်ပါတယ် အဲ့အဲ့မလွယ်ဘူးမအဲ့ဒါကြီးကမိဘုံပြန်လုပ်ရင်3လလောက်ကိုဘာလို့မှမလုပ်ဘဲနဲ့အဲ့မိဘုံထိုင်လုပ်ရတယ်ပြောတယ်သူကရမ်းစရာဆိုတာလည်းရှိတယ်ပြောကိုစက်စက်ရှင်းပြကျွန်တော်သိသိတာကိုစက်စက်ပြောပြတယ်ရမ်းစရာဆိုတာတော့သူအဲ့အားလုံးကသူကဒီဇိုင်နာပေါ့ဒီအားလုံးရဲ့ဒီဇိုင်နာကလည်းလူနည်းစုပဲရှိတယ်လောလောဆယ်အဲ့လူတွေကလုပ်တယ်သူတို့တွေကအကုန်ဒီဇိုင်းတွေအရင်အရင်အလုပ်ရှုပ်တယ်လုပ်ပြအကင်ပြတ်ကို ့ထမင်းလက်ထမင်းမေးဟိမေးလောက်ရကိစ္စလို့ပြောပါတယ်အခု loss ရတော့ဒီအလေးလာကြတော့တွတ်ကြည့်လိုက်တာအဲမိဘုံပြန်တက်တက်ခံစားချက်ကကျွန်တော်ငယ်တုန်းကလည်းလွတ်ဘူးလေ plastic မိဘုံလေးတွေလွတ်တယ်လေအဲ့လိုအဲ့လိုနဲ့သဘောတရားချင်းတူပါတယ်သို့တော့အကြီးကြီးပေါ့နော်လူတွေအများကြီးဝမ်းလို့တဲ့ကိစ္စပေါ့အဲ့တော့အဲစိတ်သက်ဟိုစုစုစည်းစည်းနဲ့ team bomb team bomb တစ်ခုအင်အားတစ်ခုလိုပါတယ်ကြွန့်ကျင်မှုလည်းလိုတယ်အဲပြီးတော့ပို့ပြီးတော့လည်းအလေးနဲ့ဖြစ်ပါတယ်ဆိုတော့ तू ကအကြီးဆိုတော့လွတ်သွားလို့ဟိုတစ်ခုခုဖြစ်သွားတယ်မတက်ဘူးတို့ဒီခါလေးလောင်သွားတာတို့ ပေါက်ပြန်ကြလာလို့ဆိုရင်တို့တွေကအားလုံးစုစုစည်းနဲ့ဖန့်ကိုကြဝိုင်းဝိုင်းဝိုင်းနဲ့ကြတယ်ပေါ့တက်သွားရင်ဝိုင်းပျော်ကြတယ်ပေါ့အဲ့လိုစုစုစည်းအင်အားတခုအဲကိုမြင်ရပါတယ်ဒါလေးကအရန်အရန်ဟိုဒါဟောစုစုပေါင်းရင်းအင်အားတခုလို့ကျွန်တော်မြင်ပါတယ်အဲအဲ့ဒါလေကျွန်တော်ထင်တာဟိုပေါ့ဟိုကျွန်တော်လွတ်လပ်ရေးရပြီနည်းနည်းလောက်မှစလွတ်တယ်လို့တော့ပိုဆက်ဆက်ရတော့ကျွန်တော်လည်းကိုစားနဲ့ပြောကြတာပေါ့နော်ထိုင်ဆောင်နေတဲ့အလုပ်မရှိတော့လေကောက်ခေါင်းမှာထိုင်နေတဲ့ကျွန်တော်ပြောကြတာသူပြောတော့လွတ်လပ်ရေးညီမနိုင်ငံလွတ်လပ်ရေးရပြီနည်းနည်းလောက်မှစပြီးတော့လွတ်ဖြစ်တယ် ဲ့တော့ဘယ်သူတွေကဘယ်လိုစပြီးတည်သွားလဲတော့မသိဘူးအဓိကကတော့ဒါတို့တွေတွေအတွက်ပျော်ပွဲရှင်ပွဲဒါအထိတ်မှတ်တစ်ခုမှတ်တိုင်တစ်ခုပေါ့နော်အနစ်တွေလည်းတော်တော်ကြာပြီပေါ့နော်လွတ်လပ်ရေးရိုက်ခင်းနဲ့တိတ်မကွာဘူးဆိုတော့အဲအင်္ဂလိပ်ကြီးကစစတာလားလွတ်လပ်ရေးရပြီးမှစတာလားကျွန်တော်မကွဲဘူးဒါပေမဲ့ဟိုဟိုလွတ်လပ်ရေးရပြီးဟိုနည်းနည်းလောက်မှစလို့တယ်လို့အဲထင်တယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်အဲ့တော့ဘာဖြစ်ဟိုဟိုအားလုံးလွတ်လပ်ခြင်းပျော်ရွှင်ခြင်းအထိတ်မှတ်ပေါ့ပေါင်းစည်းခြင်းအထိတ်မှတ်လို့ကျွန်တော်ထင်ပါတယ် โอเคအားလုံးအញ្ញမ်းချက်တယ်လို့ပြောချင်ပါတယ်